တောင်ကုန်မြို့နယ်ဘိုဟိုမြေလွတ်မြေလက်မြေရိုင်းတွေမှာစီမံခန့်ခွဲရေးအဖွဲ့ကတောင်ကုန်ဆက်မှုဆောင်တိဆောက်ရေးကန့်ကွက်လာတင်ထားသူတွေကိုဇန်နဝါရီလ17ရက်နေ့ကခေါ်ယူညွှန်နိုင်ခဲ့ပေမဲ့မပြေလည်သေးဘူးလို့ကန့်ကွက်ခဲ့တဲ့သူတွေကပြောပါရတယ်။ဒေါက်ခင်းမင်းစောသတင်းပေးပို့ထားပါရရှင်။တောင်ကုန်မြို့ကစက်မှုဆောင်တိဆောက်ရေးကန့်ကွက်လာတင်ထားသူတွေကိုဘိုဟိုမြေလွတ်မြေလက်မြေရိုင်းများစီမံခန့်ခွဲရေးအဖွဲ့ကတောင်ကုန်မြို့နယ်မြေစင်းရုံမှာ ဇန်နဝါရီလ13ရက်နေ့မနေ့ပိုင်းကစစ်မှုဆောင်တိစောက်ပြီးရရှိမဲ့အကျိုးအမြတ်အခြေအနေတွေကိုခေါ်ယူဆွေးနွေးခဲ့တယ်လို့တွားရောက်တွေ့ဆုံသူတွေကပြောပါတယ်။တို့တော့အပိုင်းစားမရှိဘူးလေ။အဆင်ပြေမယ်ဆိုတော့အခုကစခန်းလိုက်။နော်။အခုလက်လုံးမယ်။ပင်ထားမယ်ပဲစစ်မှုဆောင်မစစ်မှုဆောင်တစ်ပေါ့။တဘောအပြင်ဒီမှာလူတထောင်လို့တယ်။တထောင်လာခဲ့အခုတည်းကလာစားပေးမယ်။ဒါဆိုတော့ကျွန်တော်တို့လက်ခံလို့ရမယ်။ပဲရှင်ကြမှာစစ်မှုဆောင်ပြစ်မှန်းမှမသိလား။ဟော။အဲ့ဒီဒေတာမှာစစ်မှုဆောင်တိစောက်ဖို့ကတုမဒီဖွံ့ဖြိုးတိုးတက်ရေးအများနဲ့တက်ဆိုင်သောကုမ္ပဏီက တင်းယူခဲ့တဲ့လယ်မြေပေါင်း1989ခုအကရှိပြီးတချို့ကြမ်းကြည့်နေတဲ့လယ်မြေတွေကိုရောင်းချဖို့တွန်းအားပေးခဲ့တယ်လို့လည်းပြောပါဗျ။ကျွန်တော်တို့ကလက်ရှိလုပ်နေရပါတော့ရောင်းလဲမြောင်သူတို့တွေကကျွန်တော်တို့ရဲ့ပိုင်ဆိုင်ခွင့်ကိုတင်ဟန်းလို့တင်နေကျွန်တော်လက်ရှိလုပ်နေဆိုဒီဟာမှမရှိကျွန်တော်တို့ရဲ့နောက်စင်ဆက်အကူရောနောက်ရောဟိုနဲ့လောက်ကန်စားရမှာရှိမှာကြတော့ကျွန်တော်တို့ရာမရောလဲမရောကျွန်တော်တို့စက်မစုံဆောက်မယ်ဆိုတော့ကျွန်တော်တို့တိုးတူတောင်းလာတယ်ဥပဒေလည်းနားမလဲဘာကြောင့်လဲ လမ်းဖြန့်လဲဆိုတော့မတော်မဆဟုတ်နောက်နာလို့ဟိုမြမကြောင်တင်လိုက်စစ်တပ်ကတင်လိုက်ကျွန်တော်တို့ကအဲ့ဥပဒေကိုကြောက်နေတယ်အဲ့ကိစ္စအရာတွေကိုကြောက်နေတယ်အဲ့ကြောက်ရှင်းအပြင်ရဟန်းတဲ့လူတွေအများကြီးပါပါတယ်ဒီကမှာအခုခော်ယူတွေ့ဆုံတဲ့ခရိုင်မြေလွတ်မြေလက်ညီရိုင်းများစီမံခန့်ခွဲရေးအဖွဲ့နဲ့ပတ်သက်လို့ခရိုင်မြေစည်းရုံးဦးစီးမှုကို DPP ကတရားမြင်မြန်ခဲ့ရမှာတိုင်းဒေသကြီးအစိုးရအဖွဲ့ကဖွဲ့စည်းပေးထားတဲ့အဖွဲ့ဖြစ်ပြီးသူ့အနေနဲ့ဘာမှပြောကြမရှိကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ် ကတုမဒီဖွံ့ဖြိုးတိုးတက်ရေးအများနဲ့တက်ဆိုင်သောကုမ္ပဏီကအကောင့်ထဲပေါ်တည်ဆောက်မဲ့သက်မှုဆောင်စီမံကိန်းကိုတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကဦးဆောင်ပြီးဇန်နဝါရီလ10ရက်နေ့ကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ကျမခင်မင်းစောပါရှင်။